မင်္ဂလာပါရှင်တနင်္လာနေ့သတင်းစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီစီစဉ်ကိုဒိုဝဲဝက်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့မက်သမီးထရွာကဒေတာခံတွေကိုပြန်လည်ဝင်ရောက်နေထိုင်ဖို့ခရမ်းညူပြန်ခေါ်တဲ့သတင်းလောင်းလုံးမှာလျှက်စင်မီပြန်ပေးနိုင်ဖို့လှုံ့ဆော်နေတယ်လို့မြို့နယ်လျှက်စင်မှုပြောတဲ့အကြောင်းတနင်္လာနေ့တိုင်းကိုရွေးကောက်ပွဲ electronic mail ပေးဆက်တွေရောက်တဲ့သတင်းတေချောင်းမြို့နယ်ရန်တောင်ရွာမှာနှစ်ဖက်ပြစ်ခတ်မှုဖြစ်တဲ့အခြေအနေနဲ့ အဒမစစ်မှုထမ်းဆူဆောင်းနေချိန်ထိုင်းကမြန်မာတရားနီးပါးကိုစစ်ကောင်စီစီထက်လွှဲတဲ့အကြောင်းဆရတဲ့တင်တွေကိုနားဆင်ရမှာပါထိခိနေဆက်ကုံသွေးစခန်းနဲ့ထိခိနေဆက်ဒေတာတစ်ခုလုံးကိုခင်းညူထိန်ချုပ်ထားပြီးတဲ့နောက်မဲသမီးထရွာထိထကဒေတာခန်တွေမူလမြေယာမှာပြန်နေထိုင်ဖို့ကရင်အမျိုးသားစည်းရုံးခင်းညူတမဟာလေးကပြန်ခေါ်နေပါဗျာ ထီထားလို့ခေါ်တဲ့မေသမီထဒေတာဟာအရင်ကခင်းညူရဲ့မြစ်တဝဲခရိုင်ဌာနချုပ်ဖြစ်ပြီး1998ခုနှစ်မှာစစ်တပ်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့နေမည်ဖြစ်ပါတယ်။အခုနှစ်ဧပြီလ19ရက်နေ့မှာထီထပြူဟာစကန်ကုန်းအပါအဝင်မေလ9ရက်နေ့မှာထီခိနေဆက်ကုံသွေးစကန်နဲ့တဆက်တည်းရှိနေတဲ့ထီခိနေဆက်စကန်တွေကိုခဲယူတမဟာလေးဦးဆောင်မှုနဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းယူထားတာပါ စစ်ကောင်စီတပ်စစ်ကြောင်းထိုးတာကြောင့်ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ဌာနေတိုင်းရင်းသားတွေကိုပြန်နေထိုင်ကြဖို့ခဲညူတမဟာလေးကဇွန်လ29ရက်နေ့မှာကြေညာထားပါတယ်။မဲသမီးထဒေတာမှာပြန်နေထိုင်ဖို့မိယာလျှောက်ထားတာကိုခဲညူတမဟာလေးမိတဝဲခရင်လေယာစိုက်ပျိုးရေးနဲ့ထီခီထီတာမိယာကော်မတီဥက္ကဋ္ဌပရိုဆောအခက်လက်ဆိုစီဆက်သက်လျှောက်ထားနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။ အခုနှစ်မှာထီထထီခီစခန်းသိမ်းတိုက်ပွဲနဲ့စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်ထီထထီခီဘော်ဒီအမိုရွာကဒေတာခန့်တွေ OAE ဆုံခွာထွက်ပြေးခဲ့ကြရပြီးအခုအခါထီခီထီထနယ်စပ်မှာစစ်ကောင်စီစခန်းမရှိတော့တဲ့အတွက်ဒေတာခန့်အများစုနေရပြန်လာနေကြပြီလို့ဆိုပါတယ်။ လောင်လုံးမြို့နယ်ကိုလျှက်စစ်တပ်အားလုံးဝမပေးတော့ဘဲဖျက်တောက်ထားရဲဆိုတာမဟုတ်ပဲလျှက်စစ်တပ်အားပြန်ပေးဖို့လှုံ့ဆော်နေတယ်လို့မြို့နယ်လျှက်စစ် OC မှုကဇွန်လ30ရက်နေ့မှာတိုဝဲဝက်ရှ်ကိုပြောပါတယ်။ပျက်စီးသွားတဲ့အစိတ်အပိုင်းတွေကိုပြန်ပြူပြင်ဖို့လုံခြုံရေးချင်းနေရကြမ်းကြာတာတွေရှိတာကြောင့်လောင်လုံးမြို့နယ်ကိုလက်တလောလျှက်စစ်မီဖြန့်ဖြူးပေးဖို့အချိန်ကြာနေတာလို့ဆိုပါတယ်။လျှက်စင်မီပြန်ရောက်မဲ့အချိန်ကလုံခြုံရေးအခြေအနေပေါ်မှာမူတည်ပြီးအလွန်ဆုံးတလအတွင်းဖြန့်ဖြူးနိုင်ဖို့ခံမှန်းထားတယ်လို့ဆိုပါရစေ။ လောင်လုံးမြို့နယ်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့အနေနဲ့လည်းလက်စစ်မီပြန်ပေးဖို့တအားလိုက်စစ်ဆေးမဲ့ဝန်ထမ်းတွေကိုဟန်တာနောက်ဆက်တာမျိုးလုံးမှာမဟုတ်ဘူးလို့အဖွဲ့ပြန်ကြားရေးတာဝန်ခံကိုရှယ်တို့ကပြောပါရယ်။လောင်လုံးမြို့ပေါ်မှာတိုက်ပွဲဖြစ်ခဲ့တဲ့မေလနောက်ဆုံးပတ်ကစပြီးမြို့နယ်ထဲကကျေးရွာ၄၀လောက်လက်စစ်မီပြတ်တောက်သွားတာတလဝန်းကျင်ရှိနေပြီဖြစ်ပါရယ်။ကျက်စပြတောင်းနေတဲ့အတွက်ဒေတာခန်တွေဟာဒီဇယ်မီဆက်ဆိုလာဘက်ထရီအိုစတဲ့ပစ္စည်းတွေဝယ်ယူပြီးလျှက်စအခက်ခဲကိုဖြေရှင်းနေကြရပါတယ်။ online စနစ်နဲ့မဲပေးရမယ့် electronic မဲပေးဆက်တွေတနင်္လာရီတိုင်းကိုရောက်ရှိနေပြီလို့တနင်္လာရီတိုင်းစစ်ကောင်စီကဇွန်လ26ရက်နေ့မှာထုတ်ပြန်ပါတယ်။မြန်မာ electronic voting machine လို့ခေါ်တဲ့အဲ့ဒီမဲပေးဆက်တွေတနင်္လာရီတိုင်းကိုရောက်ရှိနေတာဖြစ်ပြီးစနစ်တကျထိမ့်သိမ်းထားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါရယ်။တိုင်းစစ် electronic မဲပေးခြင်းဆိုင်ရာကြီးကြပ်ရေးအဖွဲ့ကိုလည်းဖွဲ့စည်းထားပြီးအဖွဲ့ရဲ့ဥက္ကဋ္ဌဟာစစ်ကောင်စီတနင်္လာရီတိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီးတာဝန်ယူထားတဲ့ဦးအောင်စော်လိုင်းဖြစ်ပါရယ်။ electronic မဲပေးဆက်ကင်တွယ်အသုံးပြုနည်းတင်နန်းကိုလည်းတိုင်းတွင်းမှာရှိတဲ့မြို့နယ်အလိုက်တင်နန်းပေးဖို့စီစဉ်နေပါတယ်။ electronic မဲပေးဆက်နဲ့ပတ်သက်ပြီးအသေးစိတ်သိရှိဖို့တနင်္လာရီတိုင်းရွေးကောက်ပွဲအရာရှိစီ dual wash ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့လက်တလုံးမဖြေချနိုင်သေးဘူးလို့ဆိုပါတယ်။စကောင်စီဟာရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလမှာကျင်းပမယ်လို့ဆိုထားပြီးရွေးကောက်ပွဲမှာ electronic mail base တွေအသုံးပြုသွားမယ်လို့ပြောဆိုထားပါတယ်။ ကြော်ဝဲမြေကားလန်းပေါ်မှာရှိတဲ့တရချောင်းမြို့နယ်ရန်တောင်ရွာမှာစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တို့ဒီကနေ့နေ့လယ်ပိုင်းမှာနှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေတယ်လို့ PDF တပ်ဖွဲ့ဝင်အချို့နဲ့ဒေသခံအချို့ကပြောပါရယ်။ဇွန်လ29ရက်နေ့မနေ့ပိုင်းကဒိုဝဲမြို့ဖက်ကနေကားနဲ့ရောက်လာတဲ့စစ်ကောင်စီတပ်ဟာရန်တောင်ရွာလယ်ဖုံးကြီးကျောင်းနဲ့ဒေသခံပြည်သူတွေရဲ့နေအိမ်ထဲဝင်ရောက်တပ်ဆွဲထားတယ်လို့ဆိုပါရယ်။အဲ့ဒီစစ်ကောင်စီတပ်သားတွေကိုပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ကဝင်ရောက်ပစ်ခတ်ပြီးဒရုန်းနဲ့လည်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ပြောပါရယ်။ စကောက်စီတက်ကစစ်ကြောင်းထိုးဖို့ရန်ထောင်ရွာကိုရောက်နေတာလို့တင်ပြထားပြီးဒီကနေ့နေ့လယ်၁၂နာရီလောက်ကနေမွန်းလွဲ၂နာရီလောက်အထိပြစ်ခတ်မှုဖြစ်နေတာလို့တရချောင်းအခြေဆိုင် PDF တပ်ဖွဲ့ဝင်တို့ကပြောပါရတယ်။တိုက်ပွဲဖြစ်နေချိန်ဒူဝဲမျိုးပေါ်မှာရှိတဲ့စစ်ကောင်စီအမြောက်တပ်နဲ့ရွှေကူတောင်စစ်စေးရိတ်ဂိတ်တို့ကနေရန်တောင်ရွာဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါရတယ်။နေ့လယ်ပိုင်းမှာတော့လက်နက်ကြီးကြောက်ရောက်ပောက်ကွဲလို့ရန်တောင်ရွာကအသက်50ကျော်အရွယ်အမျိုးသမီးကြီးတအူးတရားရသွားပါတယ်။ အဲ့ဒီအမျိုးသမီးဟာခင်ပွန်းဖြစ်သူနဲ့အတူနေအိမ်မှာရှိနေချင်းနေအနီးလက်နဲ့ကြီးကြီးစံကြာရပောက်ကွဲခဲတာကနေကြီးစားထိမှန်ခဲတာဖြစ်ပါတယ်။လက်နဲ့ကြီးကြီးစားထိမှန်တာကြောင့်အမျိုးသမီးရဲ့လက်မှာဒဏ်ရာရသွားပြီးဒဝယ်စည်းုံကြီးမှာဆေးကုသမှုခံယူနေတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့နှစ်ဖက်တိုက်ပွဲကြောင့်ရန်တောင်ရွာကဒေသခံအများစုထွက်ပြေးတိမ်းရှောင်နေရပါတယ်။ စစ်ကောင်စီကအရမစစ်သားဆူဆောင်းနေချိန်ထိုင်းနိုင်ငံရနောင်းထိန်သိမ်းစခန်းကမြန်မာနိုင်ငံသား100နီးပါးကိုကော့တောင်းဖက်ကိုဒီနေ့ထပ်လွှဲပြောင်းပေးလိုက်ပါတယ်။ထိုင်းနိုင်ငံအတွင်အကြောင်းမျိုးမျိုးနဲ့ပြစ်ဒဏ်ကြခံရပြီးတဲ့နောက်ရနောင်းထိန်သိမ်းစခန်းမှာထိန်သိမ်းထားတဲ့မြန်မာနိုင်ငံသား68ဦးကိုထပ်လွှဲလိုက်တာပါ။အခုလွှဲပြောင်းမှုကဇွန်လအတွင်းဒုတိယအကြိမ်မြောက်လွှဲပြောင်းတာဖြစ်ပြီးအခုနှစ်အတွင်း9ကြိမ်မြောက်လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီနှစ်ထဲနေရပြန်ဖို့ခံရသူ1100ကျော်အထိရှိလာပြီဖြစ်ပါတယ်။ ေးခဲ့တဲ့နှစ်ကလည်း renown ထိန်းသိမ်းစခန်းကနေကော့တောင်ဖက်ပြန်လွှဲပြောင်းပေးမှုအကြိမ်ကြီး14ချိန်အထိရှိခဲ့ပြီးမြန်မာနိုင်ငံသား2005ခုအထိပြန်လည်ပို့ဆောင်ခံရပါတယ်စစ်ကောင်စီကလည်းနေရပြန်ပို့ခံရသူတွေကိုအဓမ္မစစ်မှုထမ်းဆူဆောင်းတာတွေစက်တိုက်လှုပ်ဆောင်နေပါတယ်။အခုလိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါရရှင်။ မြန်မာနိုင်ငံသားများကပ်ပေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ Dwellwatch Wine တော်သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။